မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေမင်္ဂလာရှိသောညနေခင်းဖြစ်ပါစေခြေစွတော်နှင့်ညီသက်ချင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သို့တက်ရောက်ပါစေဖျားရှင်ရဲ့ခြေစွတော်ကိုချီးမွမ်းပါれခြေစွတော်ကြောင့်2025ခုနှစ်ဂျွန်လ16ရက်နေ့သို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျားရှင်ကိုခြေစွတင်ပါれနေ့ရက်စံတိုင်းခြေစွသူအားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့အဖဖျားခြေစွတင်တဲ့နောက်ကပတ်တော်အဖြစ်တိဆောက်เสียဖြစ်စေပါ နတ်နည်းသောတမန်တရားကိုသရှင်သောဝိညာဉ်တော်ဖျားယူဆောင်ဖော်ပြပါအခုကျွန်တော်ပြောခြင်းထက်ကိုရောပြောခြင်းသာဖြစ်စေပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းရက်ဝီငှပါရဲဖျားအာမင်ဖျားရှင်ရဲ့ကြီးစွာကိုချီးမွမ်းပါရစေကျွန်တော်လုံလောက်ချင်းသုံးမျိုးဆိုတဲ့ခေါင်းစဉ်အောက်မှာနားထောင်နေပါရစေအဲ့တော့ဒီကနေ့အသက်တာမှာတခါလေကျွန်တော်တို့ကမရှိဘူးမဖြစ်ဘူးမရဘူးမလုံလောက်ဘူး ဖြစ်မှာမဟုတ်ဘူးရမှာမဟုတ်ဘူးဒါတွေအမြဲပြောတတ်ပါတယ်ဒါကတော့လောကကြီးမှာ အမြဲချားတဲ့ဇကားတွေကိုတခါတည်းမှာဝန်ခံပြီးပြောတတ်တဲ့အခါတွေတွေ့ရတယ်ဒါပေမဲ့ချမ်းသာကတော့မရှိတဲ့အရာရှိအောင်ဖះကပြန်လုပ်ပေးပါတယ်အမဖြစ်တဲ့အရာသူဖြစ်အောင်ဖះကပြန်လုပ်ပေးတယ်မချမ်းမာတဲ့အရာချမ်းမာအောင်သူလုပ်ပေးနိုင်တယ်မလုံလောက်တာလုံလောက်တဲ့အပြင်ပူရှံအောင်လည်းသူလုပ်ပေးနိုင်တယ်ဒါနှုတ်ကပတ်တော်ရဲ့ဂရုတော်ဖြစ်ပါ ။နောက်ဒီလုံလောက်ချင်းသုံးမျိုးကောင်းစဉ်အောင်မှာကျော်ကျမဘယ်ထဲမှာပါသလဲ။ဒါကိုကျွန်တော်တို့ကဆင်ကျင်နေတာဖြစ်တယ်။အဲ့တော့ဆာလန်ဆရာကတော့ပြောတယ်အကျွန်ုပ်ခွက်ဖလားရှာနေတယ်သူအဲ့လိုပြောပါတယ်။ပြည့်တယ်။ရော့တယ်။အနှဲငယ်လို့မပြောဘူးသူကရှာနေလို့ပြောပါတယ်။အော်ဒီကနေ့ကျော်ကျမရဲ့သက်တာမှာနှုတ်ကပတ်တော်နဲ့သွားတဲ့သူမှာအမြဲတမ်းဖျားကရှံထွက်တဲ့အရာတွေပြင်ဆင်ပြီးပါတယ်။ တော့ဘုရားနဲ့သွားတဲ့သူရဲ့အသက်တာမှာရှံထွက်တဲ့ကောင်းကြီးရှိပါတယ်။အေသူတော်ညာလေဘုရားမပါတဲ့သူရဲ့အသက်တာမှာရှာထွက်တဲ့အသက်တာပဲဖြစ်တယ်။တောင်းဒီကနေ့ကျွန်တော်တို့ကရှံထွက်သူလားရှာထွက်သူလားအဲဒါကျွန်တော်စဉ်းစားရမှာဖြစ်တယ်။ဒါကြောင့်ဒီကနေ့စကားလေးတစ်လုံးနဲ့အားပေးခြင်းလေ။သင်ဘဝမှာဘုရားနဲ့သွားလာရင်တဲ့အတိတ်မှာ မရသေးတာထက် ပူကောင်းတဲ့အရာရအောင်ဖះကလှုပ်ပေးတယ်ဆိုတော့တွေ့ရတယ်။နောက်ဒီကနေ့ဘဝမှာဖះနဲ့သွားလာတဲ့သူဟာတဲ့အတိတ်မှာ မရသေးတဲ့အရာဒီရရဲ့တင်ရနဲ့မရခဲ့တဲ့အရာရှိရင်တော့အဲ့ဒါတွေထပ်ပူကောင်းတဲ့အရာရအောင်ဖះကလှုပ်ပေးတယ်ဆိုတော့ရှေ့ဦးစွာအားပေးခြင်းတယ်။ဒါကြောင့်ကျမ်းစာထဲမှာနံပါတ်1ပထမမလုံလောက်ဘူးလို့ပြောတဲ့အုပ်စုတွေရှိတယ် not enough เนาะ ဒါကတော့ဘာလို့လဲဆိုဂီဟာစီလေးအခန်းကြီးငငယ်20 20ခွန်အီလီရှေးရဲ့တပည့်ဖြစ်တဲ့တတ်မှတ်ပြီးတော့နေမန်ရဲ့ပစ္စည်းတွေကိုသူပရောဖက်အီလီရှေးကိုနေမန်ပေးမဲ့လက်ဆောင်တွေသူကဖြတ်ပြီးတော့ယူလိုက်တဲ့အခါမှာအဲ့ဒီတတ်မှတ်ခြင်းသူ့အိမ်မှာမလုံလောက်ဘူး not enough မလုံလောက်လို့သူများပစ္စည်းကိုမတရားပွားယူလိုက်တဲ့အရာဟာအဲ့နေမန်ရဲ့အနုပါသူ့ထဲမှာဆွဲသွားတယ်ဆိုတွေ့ရတယ် အဲ့ဒါကျွန်တော်များကြီးပေါ်ပြခဲ့ပြီဖြစ်နံပါတ်1ကတော့အခန်းယောရှုမဆာခန်းကြီးခုနေငယ်တက်က26ရေခုံးမျိုးဖြိုတဲ့အခါမှာယောရှုကပြောတယ်ဒီမျိုးတွေရဲ့ပစ္စည်းမယူရဘူးပြောတယ်ဂျားတွေကခါနန်ပြည်ကိုသွားပြီးတော့ခါနန်ပြည်ကိုသာရှေးရှုနေဒါပေမဲ့ခါနန်ပြည်ကို ပို့မဲ့ဖျားကိုဒီအခန်းဆိုတဲ့သူကမယုံဘူးဖြစ်နှုတ်နယ်ပြားကြီးစီးတဲ့ခါနန်ပြည်တော့သူသွားနေတာဒါပေမဲ့နှုတ်နယ်ပြားကြီးစီးစီမဲ့ဖျားသူအแทမှမရှိဘူးဖြစ်တော့ သူတက်မှတ်ပြီးတခြားຢာတွေသွားယူလိုက်တဲ့အခါအဲ့ဒီအာခံကောသူ့မိန်းမသူ့သားသမီးအကုန်လုံးဂဲနဲ့ပေါက်သက်ချင်းခံအနားလည်အောင်ပြောရင်တော့ဘဝမှာမလုံလောက်ဘူးလို့ပြောပြီးအခြားຢာတွေကိုဆွဲလမ်းမိရင်ပုံပြီးဆုံးရှုံးတတ်တယ်။အော်ဒီကနေ့ကျွန်တော်ကမလုံလောက်ပါလို့ပြောတယ်။ဂီယာစီအာခံတို့အသက်တာထဲမှာမဖြစ်ဖို့အားပေးခြင်းကဲနမနိကရော just enough လုံလောက်ယုံမြလေးကွတ်တီပဲလုံလောက်ယုံမြတခါဒီချော့ပြောတတ်တယ် အဲ့တော့ကျမ်းစာမှာလုံလောက်ယုံမြပြောတာ prophet main မှာเนาะလေးရခန်းကြီးလေးငယ်တက်ကနေခொနှစ်ချီဖိုင်တွေ့ရမယ် prophet တပါးကတည်သွားတဲ့အခါသူ main မှာကိုကျွေးရှင်တွေကသားနှစ်ယောက်အဲ့ဒီ prophet လင်မယားနှစ်ယောက်ရဲ့သားနှစ်ယောက်ကိုလာသိမ်းတယ်အဲ့တော့ prophet elisha ရှိဒီမျိုးမင်းကသွားတဲ့အခါ elisha ကအနီးနားမှာရှိတဲ့သူတွေရှိကနေ co ငှားအိမ်မှာယုံကြည်ခြင်းနဲ့အထက် c ဖြစ်လာမယ်တကယ်လဲ c ဖြစ်တယ်ဗျာ ိုင်ချိန်မှာဒီမျိုးမင်းကသူသားတွေကိုပြောရကဲအိုးလက်ရှိလားဟာမရှိဘူးလို့ပြောရခါစီတီတတ်မော်အဘွားမှာမရှိဘူးလို့ပြောသွားရင်မရဘူးမဖြစ်ဘူးလို့ပြောသွားရင်လာနေတဲ့အရာတွေတတ်သွားတယ်အဲ့တော့ prophet မိမနဲ့သူသားနှစ်ယောက်လည်းအဲ့လိုဖြစ်တာသားနှစ်ယောက်ကမရှိဘူးလို့ပြောရခါဝင်နေတဲ့စီတီကတတ်မော်ဒါပေမဲ့သူတို့အသက်မွေးလောက်သောအစာရောစားရပါတယ်သို့တော်ညာလေဖျားတကယ်ပြီးမဲ့အရာတွေကိုနှုတ်နဲ့မရှိဘူးလို့ပြောလိုက်တဲ့အရာတန့်စီလဲဆိုသူတို့ ော့ဘယ်တော့ခါမှကျွန်တော်မရှိဘူးပြောတာတဲ့ဟုတ်တယ်ဖယားအဖြစ်ရှိလာမယ်ဒါကိုများများဝန်ခံတက်ဖို့အားပေးခြင်းနဲ့နောက်ဇခရစ်လူကာခန်းကြီးတကင်၁၈က20ပရော့ဖက်ဖြစ်တယ် sorry ယပရောဟိတ်ဖြစ်တယ်ဖယားလုံးလုံးပြီးဖယားရဲ့ကောင်းကင်တမန်စကားကိုသူမယုံဘူးဖြစ်နောက်ဆုံးသူအပြီးမှခလေးရအော်နားလည်အောင်ပြောတော့သူအထင်းမှာယုံကြည်ခြင်းအားနေပြီးတော့ခလီးရမယ်လို့ကောင်းကင်တမန်ဇာခရီကိုလာပြောတာဒါပေမဲ့ तू က ဖះပြောတဲ့စကားကိုဝန်မခံမဲ့သူလူအိုဖြစ်ခြင်းကိုသွားဝန်ခံလိုက်တဲ့အခါအပြီးမှကလေးရတယ်။အဒီကနေ့ကျွန်တော်တို့ကလောကကြီးမှာသင်ဖြစ်နေတဲ့အရာတွေဝန်ခံရမှာမဟုတ်ဘူး။သင်တို့ဖះသခင်ကဖြစ်လာစေမဲ့အရာကိုဝန်ခံမှအဲ့ဒီယုံကြည်ခြင်းပေါ်မှာဖះအလုပ်လုပ်တယ်ဆိုတာကိုအားပေးခြင်းတယ်။ဒါကြောင့်လုံလောက်ယုံမျှ just enough အဲ့ဒါကျွန်တော်မပြောမိဘူးလိုအပ်တယ်။နော်။ဒါ just enough ပြောတဲ့သူတွေကလုံလောက်ယုံမြလေးနဲ့ပဲဘဝပြီးသွားတယ်အဲဒါမင်းကျွန်တော်တို့အမြဲပြောရမယ့်စကားဒီကနေ့နံပါတ်3တတိယစကား more than enough လုံလောက်တာထပ်ပူရှံခြင်းအဲ့တော့ဘဝမှာဖခင်ကကျွန်တော်တို့ကိုလုံလောက်တာထပ်ပူရှံစေတဲ့အရာတွေပေးနိုင်တာဖြစ်တယ်။နောက်ကျတော့ဒီမှာလုံလောက်တာထပ်ပူရှံတယ်လို့ဝန်ခံတဲ့နှလုံးသားပိုင်ရှင်ရှံထွက်အောင်ဖခင်ကပေးပလိုက် ဲ့ဒါကျွန်တော်တို့အားလုံးသိတယ်မုတ်ငါးလုံးငါးနှကောင်ပေးတယ်ကလေးလေးရောင်းခန်းကြီး6ရက်ကနေ73တိဖိုင်ကျွန်တော်ဒီဖြစ်ပျက်ကကြားဘူးလေကျွန်တော်အဖြစ်ပျက်ပြောမှာမဟုတ်သူ့ရဲ့ဝန်ခံတက်ခြင်းကိုပြောမှာသူ့ရဲ့ဖျားကိုပေးတက်ခြင်းအသက်တာသူစားမဲ့မုတ်ငါးလုံးငါးနှကောင်သခင်ရှုတော့ပေးလိုက်တာလူ9တောင်စားရတဲ့ပြင်12တောင်အကျွမ်းကြံရကျောင်းရောက်မှလည်းအဲ့ကျွမ်းကြံ12တောင်အိမ်ပုံကားလုံး9တောင်ပေးတဲ့ခလေးလေးကိုပဲတကယ်ချောပြန်ပေးလိုက်မယ်ဆိုတော့ယုံကြည်တယ်ဗျ။ အနားနိုင်အောင်ပြောရင်တော့တခီရှုဒီခလီပေးလိုက်တာတစ်သေးလေးဒါပေမဲ့ပြန်ရတာ12တောင်းမကပြန်ရအဲ့ဒါ more than enough ပဲအရင်းနေသင်သက်တာမှသင်ဖျားကိုချိန်ပေးခြင်းဖျားနဲ့သွာလာခြင်းအဖျားရဲ့ကောင်းမြတ်ကြောင်းဝန်ခံခြင်းဖျားခေတတ်နိုင်တယ်လို့ယုံနေခြင်းအဲအဲ့ဒီလိုလူမျိုးတွေအတွက် more than enough ဖျားကဘာဖြစ်လဲလုံလောက်တာထက်ပူရှံအောင်သူကပြီးမင်းဆိုတော့ဒါတော့တော့အဖြစ်ကျွန်တော်စင်ကျင်မှုဖြစ်တယ် ဲ့တော့ချမ်းစာထဲမှာဒီကလေးကအသက်တာငယ်တယ်ဗျဒါပေမဲ့ယုံကြည်ခြင်းမငယ်ဘူးဒီကလေးကနာမည်သာချမ်းစာထဲမှာမပါတာဒါပေမဲ့သူ့တပိုင်းကပါတယ်ဒီကလေးကိုလူတွေကသာမသိတာသခင်ယေရှုကသူ့နဲ့အံ့ဩဖွယ်အလုပ်လုပ်လိုက်တာဒီကလေးကိုလူတွေကသာအမတ်တမတ်ဖြစ်နေတာသခင်ယေရှုကအမတ်တရားဖြစ်နေတယ်ဒီကလေးလေးကအဲ့တော့ထူးခြားတယ် နောက်ဒီကနေ့ကျွန်တော်ရဲ့သက်တာမှာဖယားရှိမှာကျွန်တော်အမတ်တရားဖြစ်လောက်တဲ့ယုံကြည်ခြင်းမျိုးရှိရဖယားကအမတ်တရားဖြစ်လောက်တဲ့အနေထားမျိုးနဲ့ကျွန်တော်ကတုံ့ပြန်တာအဲ့ဒါမုံကလုံးကတော့ပြီးတယ်ခလေးလေးပဲတောင်သူပြီးလိုက်တာတော့ small လေးပဲ very small ဒါပေမဲ့သူပြန်ရလိုက်တာ more than enough လုံလောက်တာတဲ့ရှန်ထွက်အောင်ရောက်လိုက်တယ်နောက်ဒီကနေ့ကျွန်တော်ရဲ့အသက်တာမှာတဲ့ဖယားကိုများများနော် ဝန်ခံပြီးတော့နော်ပေါ်ပြပါကနော် more than enough နော်လုံလောက်တာထပ်ပူရှံတဲ့အရာကိုဘုရားရှင်ကပေးมาဖြစ်တယ်နော်တောင်ဒီနေ့ comment มาလေဟာလာဒီ more than enough ကိုနားထောင်ပြီးဝန်ခံနေတယ်လို့ဝန်ခံတဲ့သူအားလုံး more than enough ပူရှံတဲ့ကောင်းကြီးမင်္ဂလာခံစားရပါစေဘယ်လိုလဲဆိုဘုရားရှင်ကသူ့သားသမီးကိုပို၍လှုပ်ပေးခြင်း ဒါပေမဲ့ကျွန်တော်တို့ကရောင်ရဲသောစိတ်နဲ့ဝန်ခံတတ်ဖို့လိုတယ်။ဒါကြောင့်ဖခင်ကရောင်ရဲတဲ့စိတ်နှလုံးပါတဲ့သူကို more than enough ပူတဲ့ကောင်းကြီးတွေပြစ်စင်ပြီးတယ်ဆိုတော့ကိုတွေ့ရတယ်။ဒါမုံအားလုံးငားကောင်ပြီးတဲ့ကလေးပူရှံတဲ့ကောင်းကြီးသူခံစားရတယ်။နောက်အာဗရာဟံကောင်းကြီး24အငယ်10ကနေ22ထိဖိုင်အန်ဒီဖြစ်ပြတော့တွေ့ရမယ်။အဲ့ဒါဘာလဲဆိုတော့အာဗရာဟံရဲ့တူလောတာပေါ့နော်။လောတာနဲ့အာဗရာဟံတူကြီးတော်တယ်နော်။ အာဗရန်တို့ကညီကို၃ယောက်ရှိတယ်အာဗရနာခေါ်ခါရန်လောတာက အာဗရန်ရဲ့အာဗရဟံရဲ့ညီအငယ်ဆုံးခါရန်ရဲ့သားဖြစ်တယ်လောတာဒါပေမဲ့သူတမျိုးလုံးထဲမှာအာဗရဟံနဲ့လောတာနှိမ့်ယောက်တဲ့အသက်တာပြောင်းနေတယ်ပြောကြတယ်အသက်ရှင်နေပြောင်းသူတို့နှိမ့်ယောက်ပဲယုံတာဒါကြောင့်လည်းအာဗရဟံသူ့တူလောတာကိုသူတို့ချစ်တယ်အဲ့တော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲဒီသောရုံနဲ့ဂေါမောရာမြို့ကိုလောတာရွေးပြီးသွားနေလိုက်တယ် နားလည်အောင်ပြောရင်တော့အဲ့မျိုးကိုယူတဲ့ချိန်မှာလည်းဖျားကိုစုမတောင်းပဲယူတဲ့အခါအဲ့မျိုးကတကယ်ပြဿနာမျိုးဖြစ်သူအမြင်နဲ့ယူလိုက်တာဟောဒီနေ့လောကကြီးမှာဒီအမြင်နဲ့လုပ်တဲ့အရာတွေကအနေရှိတယ်ကျွန်တော်ယူချေရမှာစုတောင်းခြင်းနဲ့ယူရဖျားကိုတိုင်မြင်ခြင်းနဲ့ယူရဘာလို့လို့ဒါပေမဲ့လောတာကတော့ဒီသောရုံဘောမောင်တော့သူမျက်မြင်နဲ့ယူလိုက်တာအာဒါလည်းအေဒီဝူးရင်ကဲ့သို့ဖြစ်တယ်တဲ့အဲကျက်စာအလူရေးထားတယ် အီဒီဝင်းဖြစ်တယ်လို့ရေးထားတာမဟုတ်အီဒီဝင်းကဲ့သို့လို့ပြောတာနော်ကဲ့သို့ဆိုတာနားလည်အောင်ပြောရင်တော့အတုပဲသူကဒါပေမဲ့အဲ့တော့သူမျက်မြင်တဲ့အရာနဲ့ယူလိုက်တကဒီသောရုံဂေါမောရာဒုစိတ်များတဲ့မြို့ကြီးဖြစ်တယ်တိရစ္ဆာန်ကဒီသောရုံဂေါမောရာဘယင်ကိုအချားနိုင်ငံကဘယင်တွေကလာပြီးတိုက်ပြီးတော့ဖမ်းသွားအဲ့ချိန်မှာလော်ဒါတို့ပါကြုံဖြစ်ပါသွားတယ်အဲ့တော့ကြားတဲ့အခါအာဗြဟံသူ့အိမ်မှာကြုံ318ရောက်နေသူကတိုက်တာအောင်းစရာပဲဗျ ဒီသောရုံဂေါမောရဘယင်ကိုလောတာရူကိုသူပြန်ကင်နှုတ်နိုင်တယ်ဗျအာဗြဟံအဲ့တော့သင်ဖတ်ချင်ကပေါင်းချန်ကနေ14အငယ်၈ကနေ20နှစ်ထိဖိုင်တွေ့ရအဲ့ချိန်မှာပဲအာဗြဟံဒီသောရုံနဲ့ဂေါမောရဘယင်ဟာခြေစူးတင်လုံးလို့ဟောလက်ဆောင်လေးဝါရီပေးတာအာဗြဟံဘာလုပ်လဲစမ်းချီတမြင်အောင်မယူတဲ့ဘာကြောင့်လဲဆိုဘုရားသခင်သူ့ကိုပေးထားတာရှန်ထွက်တယ်နောက်ဆုံးယေဘရဟိမေလခိဇီဒတ်ကိုနော်အာဗြဟံ ဆယ်ဖို့တို့ပေးတယ်အဲ့တော့အဲ့မေလခိဇေဒတ်ဆိုတာဘယ်သူပုံဆောင်သခင်ယေရှုပုံဆောင်နော်ရှာလင်မင်းကြီးရှာလင်ဆိုတာအရင်တော့ယေရုရှလင်မြို့ကိုရှာလင်မြို့လို့ခေါ်တယ်အဲ့ဒီမေလခိဇေဒတ်ကရှာလင်မင်းကြီးလည်းဖြစ်တယ်လို့ယေဘရဟိတ်လည်းဖြစ်တယ်ဖျားလူဖြစ်တယ်အဲ့တော့ဒီယေဘရဟိတ်မေလခိဇေဒတ်ကိုဆယ်ဖို့ပေးတဲ့အခါမှာနော်ဒီအာဗရာဟံကိုဖျားရှင်ကကောင်းကြီးပေးတယ်ဗျအောင်စရာဘောဖျားလူနော်အဲ့တော့ အာဗရာဟင်ရဲ့အသက်တာမှာအဲ့ဒီတိုက်ပြီးပြန်လာတဲ့အခါမှာ तू ကအများကြီးရှိတယ်။တော့ तू မှလုံလောက်တဲ့ပူရှန်တာရှိတော့ဒီဘယင်တွေပေးတာတော့ तू လက်မခံဘူး။အဲ့ဘယင်တွေပေးတာထပ်ပူများတဲ့ရာ तू ကမှရှိတယ်။ကဲအောင်စရာကောင်းဘာလို့အသက်ရှင်နေဘုရားရှိနေလဲ။ကဘာကြီးကိုပိုင်နေဘုရား तू ထဲမှာရှိတယ်။တောင်းတကယ်တော့အာဗရာဟင် तू ဘဝစတဲ့အခါအစင်မပြေတဲ့မိသားစုကအာဗရာဟင်ပေါက်ဖွားလာတာနော်။ဒါမင်း ဖျားနဲ့အဆက်အသွယ်ကောင်းတဲ့အခါအဆင်ပြေပြီးပူရှံသွားတာ။နောက်ဒီကနေ့သင်ဘဝစတာတွေကအဆင်မပြေခြင်းနဲ့စတယ်ကိစ္စမရှိဘူး။ဖျားနဲ့အဆက်အသွယ်ကောင်းအဆင်ပြေခြင်းနေနဲ့ပြန်ကိတ်ဆုံးသွား။တော်ကြတယ်မှာအာဗရာဟံအဆင်မပြေတဲ့မိသားစုကလာတယ်။ဒါပေမဲ့ဖျားနဲ့အဆက်အသွယ်ကောင်းတော့အဆင်ပြေသွားတယ်။ဟာနာအဆင်မပြေတဲ့ဘိုက်ပိုင်ရှင်ဒါပေမဲ့ဖျားနဲ့အဆက်အသွယ်မှန်တော့သူ့ဘိုက်ကအဆင်ပြေပြီးခလေးမွေးသွားတယ်။ပေတရုဟာ အစင်မပြေတဲ့တန်ငါသေးတညာလုံးငါးတကောင်မှမရဒါပေမဲ့ခင်ရှုနဲ့အဆက်တွယ်ကောင်းတဲ့အခါအစင်ပြေတဲ့ပြင်လှေနဲ့စင်နှစ်လူမတက်ငါးရီအပြည့် more than enough ရတော့အဲ့ဒါနှုတ်ဘတ်တော်ရဲ့စကားတွေဖြစ်တယ်တောင်းဒီဒီကျွန်တော်ကလောကကြီးနဲ့အစင်ပြေဖို့စဉ်းစားတာထက်ဖယားသခင်နဲ့အစင်ပြေဖို့စဉ်းစားနေသိမောမှာအစင်ပြေခြင်းတွေသောသူရောက်လာမှာဖြစ်တယ်ဒါကြောင့်အာဗြဟံသူ့ကိုဒီသောတော်နဲ့ဂေါမောရဘုရင်ကပြီးတယ် လက်ဆောင်လည်းလုံးဝလက်မခံဘာသူမှ more than enough ပူရှာနေရတယ်အများကြီးရှိစဉ်းစားကြည့်ကျွန်တော်အိမ်မှာ318ယောက်ရှိတယ်ဆိုစဉ်းစားကြည့်ဘလောက်ချမ်းသာဘလောက်တောင်သူ့ထဲမှာဖခင်ရဲ့ပေးထားတဲ့ကြွယ်ဝခြင်းတွေရှိဒါတွေကို तू ဝါကျွားခြင်းမရှိဘူးဒီຢာတွေကိုဂုံဖုတ်ပြီးဖော်ပြခြင်းလည်းမရှိဘူးဖခင်သခင်ကြီးစုတော်ကိုချီးမွမ်းခြင်းပဲရှိတယ်အောင်စစ်သိကောင်းတောင်းကြည့်လေအိမ်မှာကျွန်318ယောက်ကိုကျွေးနိုင်တဲ့တထေးဆိုတော့နင်းနေတော့မှမဟုတ်ဘူး တကြုံကြီးပဲတော့318ရောက်မိသားစုဝင်မပါသေးဘူးအာဗြဟံကောင်းကြီးတောင်းအာဗြဟံကောင်းကြီးရှာတာမဟုတ်ရောက်တဲ့နေရာမှာရစ်ပလင်တယ်ပြောချင်တာဖျားရှိခိုးတဲ့ခါကောင်းကြီးတွေကသူ့လာရှာပြီးဆက်သွေးရတာတောင်းဒီကနေ့ကျွန်တော်တို့ကကောင်းကြီးရှာတဲ့အသက်တာမဖြစ်ပေနဲ့ကောင်းကြီးကိုပေးနိုင်တဲ့ဖျားကိုနေ့စဉ်ရှာရင်တင့်ကိုကောင်းကြီးတွေကရှာပြီးလာပို့နေရမှာဖြစ်တယ်တောင်းဒီနေ့ more than enough လုံလောက်တာတည်းရှံအောင်ဖះရှင်ကတင့်ကိုပေးနိုင်တယ်အဲဒီဖះကိုတင့် အာယုံပြုလျက်အာဗြဟံအသက်တာမုံငါးလုံးငါးနှကောင်ပေးတဲ့ခလေးရဲ့အသက်တာကဲသို့ဖះနဲ့အဆက်တွေကောင်းပြီးဖះနဲ့သက်တဲ့အသက်တာနဲ့အသက်ရှင်ပြီးထိုဖះကိုပေးပါက ထိုဖះကတင့်ကိုရှံထွက်အောင် လုပ်ပေးနိုင်တယ်ဆိုတာအပီးရင်နောက်ဆုံးဖြစ်ပြလေးတစ်ခုပြောပြီးနေကုန်းချုပ်ချင်တယ်ဒါကတော့ ဒါအမေရိကန်နိုင်ငံမှာနော်ကျွန်တော် Thanksgiving Day နော်ကျေးဇူးကျော်ချီးမွမ်း Sorry line အနေနဲ့ရုပ်တရက်ကျသွားလို့ဖြစ်တယ်နော် Sorry ပါတခါတော့အမေရိကန်နိုင်ငံမှာနော် Thanksgiving Day ပေါ့ဒီကျေးဇူးတော်ချီးမွမ်းရာနေ့မရောက်ခင်မှာမူလတန်းကျောင်းတစ်ကျောင်းမှာဆရာမတစ်ယောက်ကဒီကလေးတွေပေါ့ဒီကျေးဇူးတော်ချီးမွမ်းခြင်းနဲ့သက်ဆိုင်တဲ့ပုံလေးတွေဆွဲခိုင်းတယ်အားတော့ကလေးတွေကစက်စင်ပုံဆွဲတယ်အားတချို့ကစားစရာပုံအားမျိုးမျိုးဆွဲတယ်အဲ့ချိန်မှာ dog club လို့ခေါ်ရဲကလေးလေးတစ်ယောက်က အဲသူကတော့ပိန်ပိန်သွသွေလေးပေါ့အားចောင်းလာရင်လည်းခလေးကငိုးတယ်ကြီးကြတယ်အဲ့တော့ဒီခလေးလေးကိုလည်းကဲသားချိုက်တာဆွဲဆိုသူကြောက်ပါဆွဲလက်ပုံလေးကိုဆွဲတယ်အချင်းမပဲဆံမဒီကလေးတွေအားလုံးရဲ့ပုံလေးကိုကြည့်ပါဟာတချို့ကျက်စင်တချို့ကအယုတ်ဟာတချို့ကငှက်ကလေးတချို့အားမျိုးမျိုးပုံလေးတွေဆွဲဒါပေမဲ့ဒီကလေးရဲ့ပုံကြောင့်ထူးဆန်းသွားလက်လက်ပုံဆွဲဟာအချင်းမပဲအားလုံးပုံနဲ့မတူသွားထူးခြားနေတယ်ဗျထူးခြားနေတယ်နော်ထူးခြားနေတော့အဲ့တော့ဆံမမေးတယ်ဒါ အားလုံးရှိမှာပေါ့ဒီလောက်ကဘယ်သူလက်လဲဟာချက်ကလေးတွေကရည်တာပေါ့အမျိုးမျိုးပေါ့ချီးစောချီးမွမ်းရနေမတိုင်ခင်မှာလက်ပုံဆွဲတော့သူဝိုင်းကြီးကြအဲ့ချိန်မှာပဲဆရာမအမေဘယ်သူလက်လဲသားအမေလက်လားအဖေလက်လားဖခင်လက်လားဘယ်သူလက်လဲအာမေတော့ကလေးကအဲ့ကြမငိုးတယ်ဟာဆရာမလန့်သွားတယ်ဟောသားရင်ဂိမင်းမဖြေခြင်းလည်းမဖြေပါနဲ့ငါတို့နားလေတယ်ဤကောင်းနဲ့ကောင်းနဲ့မင်းလက်ပုံဆွဲတာကောင်းနဲ့အဲ့ကြမှာကလေးကအဲ့ဒီလက်ကဆီယမလက် ဟာဆရာမအောင်းတော့အော်ဆရာမမိကသားရေဘာလို့ဆရာမလက်ကိုဆွဲရတာလဲအဲ့တော့ခလေးကပြောတယ်ဒါဒီเจ้าဝင်လာတော့ငိုပြီးလာရင်ဆရာမလက်ကမျက်ရည်တုပ်ပြီးတယ်ဒါဘိုက်ဆိုင်ဆရာမလက်ကမုတ်ချူးတယ်ဒါစာမကြီးတဲ့ဆရာမလက်ကလေးနဲ့ကင်ပြီးရေးပြီးตาจีกวยวันนี่ဆ iam လက်ကတော့ပွေဖတ်ထားတယ်ဒါကြောင့်ตาတိတ်ချစ်တာဆ iam လက်ပဲဆ iam အောင်းတော်တယ် ီကလေးကိုဖတ်ပြီးတော့ဆရာမငိုတယ်။အော်မင်းငါလက်ကိုဒီလောက်တောင်တံပိုးထားပါလား။ဘာကြောင့်လဲကလေးမြင်တာဆရာမလက်ကိုပဲသူမြင်ခဲ့တာ။ဒီဆရာမရဲ့လက်ကနှွေးနေအနှွေးထွေးဒီကနေ့ချစ်တော်ညီကိုမမကျော်ကျမကိုဘာရီမြင်လဲလောကရဲ့စစ်ပွဲတွေဒုက္ခပြဿနာတွေဘေးဥပါတ်တွေအာမျိုးမျိုးသောသတင်းစိုးတွေကိုမြင်လာတာဒါမို့ဘုရားသခင်ရဲ့မျက်နာတော်နဲ့ လက်တော်ကိုမြင်လာလားစဉ်းစားကျွန်တော်တို့ဒီနေ့ထိအငိုတိတ်စေတာဘုရားရဲ့လက်ပဲကျွန်တော်အသက်မွေးလောက်သောစာကျွေးတာဘုရားသခင်ရဲ့လက်တော်ပဲကျွန်တော်ယနေ့ထိအကုန်တာဝန်ယူပေးတာထာဝရဘုရားရဲ့လက်တော်ဖြစ်တယ်ဒါကြောင့်အဲဒီလက်တော်ပိုင်ရှင်ဟာတကူးကြီးတဲ့ဘုရားဖြစ်တယ်အဲဒီလက်တော်ဟာ more than enough ပူရှာတဲ့အရာတွေကိုကာလဆင်မြေပေးနိုင်တယ်ဒါကြောင့် အချားသူတွေရဲ့လက်ကိုသင်လိုက်ကြည့်တာထက်ထာဝရဘုရားရဲ့မျက်နာတော်နဲ့ထာဝရဘုရားရဲ့လက်တော်ကိုမျှော်ကြည့်တော်သူများဖြစ်ပါစေလို့အားပေးခြင်းနှိကုံးချုပ်လို့လေကျမ်းတော်ရုပ်ချင်းစီတိုင်းဖြတ်ရှင်သား၍ကောင်းချီးပေးပါစေ God bless you all ငြိမ်သက်ခြင်းရှိပါစေကျွန်တော်နှစ်ဖန်ညနေမြန်မာစံတော်ချိန်3နာရီခွဲမှကျွန်တော်ပြန်လည်တွေ့ဆုံမှာဖြစ်ပါလိမ့်နှစ်ဖန်ကျွန်တော်တိတ်တိတ်တဲ့ခေါင်းဆက်အစ်စ်တစ်ခုကျွန်တော်နားထောင်မှာဖြစ်ပါတယ်ကြည့်ရှုခွန်အားယူတယ် ဓမ္မပရိသတ်အားလုံးကိုဖျက်ရှင်ကောင်းချီးပေးပါစေဆုတောင်းကောင်းချီးခံယူကြပါစို့ခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်ဒုံမာစုဖျားထံတော်ပါမကောင်းချီးဖျက်ပြသည်ကြည့်ရှုတဲ့အွန်လိုင်းပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တက္ကောက်ဒီနေ့မိုးနေ့ချောက်တဲ့မိုးနေ့ရှင်များမင်္ဂလာနေ့ပတ်လည်ချောက်တော်သူများဘုံတော်ဝင်စားတဲ့သူတွေရဲ့ချမ်းရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရခြင်းစစ်ပွဲတွေရပ်တန့်ခြင်းဘေးဥပတ်တွေကင်းဝေးခြင်းဆစ်ရှောင်နေတဲ့သူတွေဘေးဥပတ်ကင်းဝေးခြင်းစားစရာလိုတဲ့သူစားစရာပေးခြင်း ခိုကိုရာမဲ့တော်သူများအတွက်မျော်လင့်ချက်နဲ့ခိုကိုရာအတွက်လိုအပ်တာဖျားရှင်ထောက်ပံ့ခြင်းကြည့်ရှုတဲ့ online ပရိသတ်အဖို့ဖွားအဖေမင်းတော်ဦးလေးဆရာသမားမိဘညီကိုမောင်မခရီးလူငယ်လူကြီးအားလုံးမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့သကောက်ယနေ့မှစ၍ကာလအစမြင်ကောင်းကြီးဖျားဖျားတိုက်ရောက်တည်ရှိတည်နေပါစေတော့အာမင်ကျေးဇူးတင်ပါတယ်ကျေးဇူးတို့အားလုံးကိုဖျက်ရှင်ကောင်းချီးပေးပါစေ။ငြိမ်သက်ချစ်ရှိပါစေ။ကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့။